မင်္ဂလာပါရှင်။2025ခုနှစ်မတ်လ12ရက်နေ့ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျမကတော့မူမူပါရှင်။တဝဲမှာမြိတ်ဘက်ကိုထွက်လာတဲ့ငွေဆက်ကူတစ်တာနဲ့စစ်သားတွေလိုက်ပါလာတဲ့ဆက်လေကိုတိုက်ခိုက်မှုမှာစစ်တပ်ဘက်က20ဦးထပ်မံနဲ့တေဆုံးပြီးဆက်လေ RPG ထိမှန်ပြီးမိလောင်ခဲ့ပါတယ်။ဒေါအောင်ဆန်းစုကြည်မွေးနေ့ကမ်ပိန်းအတွက်တားငယ်ကိုထိန်လင်းရဲ့ American ခရီးစဉ်စတင်ပါပြီ။ပေါ့မှာ စက်တက်လေဒီနဲ့ဘုံကျဲခံရလို့မြို့သမီးတဦးသေဆုံးပြီးကလေးတဦးဒဏ်ရာရရှိခဲ့ပါတယ်။အုပ်ဖို့မှာစစ်တပ်ကလူငယ်တွေကိုစစ်မှုထမ်းခိုင်းရန်ပြစ်ခတ်ဖမ်းဆီးစဉ်လူငယ်တဦးကြည်တိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ရခိုင်ပဲခူးအစပ်ပထောင်မြို့နယ်မှာအေအေနဲ့အကြမ်းဖက်စစ်တပ်တို့တိုက်ပွဲပြင်ထန်နေပါတယ်။မန္တလေး PDF က MMDA နဲ့အနီးကပ်ပူးပေါင်းပြီးဆက်အနာရှင် ခြောက်ငင်းရေးဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်နိုင်ရေးဆက်လက်ချီတက်မယ်လို့ဆိုပါတယ်။တိရကူဆရာတော်ကြီးတတ်တော်88နှစ်ပြည့်ဝိစာကြမွေးနေ့အလူတော်မင်္ဂလာ ပထမနေ့မှာတီလာရှင် အပားတထောင်အတွက်စွန်းစံစီပယ်ဆေးနဲ့လူပွဲပစ္စည်းတွေကိုလူဒန်းတယ်လို့သိရပါတယ်ရှင်။ပြမဆောင်သတင်းတပုတ်အနေနဲ့တနင်္လာရီတိုင်းဇဝယ်မှမြိတ်ဘက်ကို ထွက်လာတဲ့ငွေဆက်ကူတစ်တာနဲ့စစ်သားတွေလိုက်ပါလာတဲ့ စက်လေကိုတိုက်ခိုက်မှုမှာစစ်တပ်ဘက်က20ဦးထပ်မင်းတေဆုံးပြီးစက်လေ RPG ထိမှန်ကမိလောင်ပြက်စီခဲ့ကြောင်းလောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲရူကပြောပါရယ်မစလ10ရက်နေ့ည7နာရီခန့်မှာဒဝဲမြို့မှာတရက်ချောင်းမြို့နယ်စင်ဖြူပြင်စိတ်ကမ်းဘက်ကိုစုံစင်းလာတဲ့ဝဲဆက်ကူတစ်တာတွေနဲ့စစ်သားတွေလိုက်ပါလာတဲ့စက်လေတစည်းကိုဒဝဲခရိုင်တပ်ပေါင်းစုကဒဝဲမြစ်ကြောင်းအတွင်းမှာကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ7မိနစ်ခန့်ကြာမြင့်ခဲ့ပြီးဆက်လီကို RPG ထိမှန်ကမီးလောင်ပျက်စီးခဲ့ကြောင်းသိရပါတယ်။တိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သား20ကျော်တေဆုံးပြီး30ခန့်ဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရပါတယ်။တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်တော်လန်ရဲတပ်ဖွဲ့တွေအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ရှင်။အဲ့ဒီဆက်လီက RPG ထိမှန်သွားတယ်။အဲ့မှာမီးလောင်ပြီးတော့မောင်းပြေးသွားတာကျွန်တော်တို့ပြစ်လိုက်တာလည်းမနေဘူး။ ကျွန်တော်တို့တရားတလောက်တော့ငွေဆက်ကူတွေတင်လာတာတစ်တာနဲ့အများကြီးတင်လာပြီးတော့တဝဲဘက်ကနေမြိတ်ကိုပို့မှာဘန်အချင်းချင်းလွဲပြောင်းတဲ့ပုံစံမျိုးနဲ့ပို့မဲ့နေရာမှာဘန်မန်နေဂျာရဲ့ဘန်ဝင်ထမ်းနှစ်ယောက်ပါတယ်လို့သိရတယ်။မြမစီဝါရေးဘန်ကဖြစ်နိုင်တယ်။စစ်ခွေးလုံးချုံရေးနဲ့စစ်မှုထမ်းတွေလည်းပါတယ်။ဆက်လီပေါ်မှာ အကုန်လုံးပေါင်းပြီးတော့လာကြတာစစ်ခွေးအင်အား60နဲ့80ကြားရှိရဲ။သူတို့စက်ကလေးနဲ့ နှစ်ဦးလောက်ပဲပြန်ပစ်နိုင်တယ်လို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှယ်ရူကပြောပြထားပါတယ်။အဲ့ဒီတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မိလောင်သွားတဲ့ဆက်လေးကိုဒဝယ်နဲ့ကြောင်းနီမော်အကြားမှာရပ်ထားပြီးဆက်လီပေါ်မှာတည်ဆုံသွားတဲ့စစ်သားအလောင်းတွေကိုလာရောက်တည်ထုတ်သွားကြောင်းလည်းသိရပါရဲ့ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတော်အတိုင်းအမြခံပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်အသက်80ပြည့်နှစ်ကမ်ပိန်းအတွက်တားငယ်ဖြစ်သူကိုချိန်လင်းက အမေရိကန်ရောက်မြန်မာပြည်သူတွေနဲ့တွေ့ဆုံဖို့မြို့ရှင်းမြို့ကိုသွားရောက်မှာဖြစ်ပြာနယူးယောက်မြို့ကိုယနေ့ရောက်ရှိနေပြီဖြစ်ကြောင်းသိရပါတယ်။ Suit 80 Birthday Campaign ကိုနယူးယောက်မြို့မှာလာမယ့် March 15ရက်နေ့မှာကျင်းပမှာဖြစ်ပြီးအဲ့ဒီပွဲကိုကိုထိန်လင်းနဲ့အတူကုလသမဂ္ဂဆိုင်ရာမြန်မာတန်အမတ်ကြီးဦးကျော်မိုးထွန်းအမျိုးသမီးလူငယ်နဲ့ကလေးငယ်ရေးရာဝင်ကြီးနော်စုဆန္နာလှလှဆိုဒေါအောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးမစ္စတာရှောင်းတန်နယ်တို့တက်ရောက်မှာဖြစ်ပါတယ်။လက်ရှိမှာအသက်80အရွယ်ဒေါအောင်ဆန်းစုကြည်ကိုစစ်ကောင်စီက၄နှစ်ကျော်ကြာတည်တံ့ချုံနောင်ထားပြီးဆေးဝါးကုသခွင့်အရမရအတည်ပြုနိုင်ခြင်းမရှိသလိုမိသားစုနဲ့အဆက်အသွယ်မရဘဲရှိနေတာကြောင့်လုံခြုံဘေးကင်းရေးနဲ့ကျန်းမာရေးအတွက်စိုးရိမ်ရကြောင်းတချိန်တည်းမှာပဲအာနာသိန်းစစ်တပ်ကအရတားတွေကို လေကြောင်းတိုက်ခိုက်ခြင်းအစုလိုက်အပြုံလိုက်တပ်ဖြတ်ခြင်းနဲ့တမောင်းများစွာသောပြည်သူတွေကို နေရစွန့်ခွာထွက်ပြေးစေခြင်းတို့ကိုဆက်လက်ပြုလုပ်နေဆဲဖြစ်ပါတယ်။ဒါကြောင့်ကမ်ပိန်းခရီးစဉ်မှာဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးအတွက်ပုံမဆိုးရွားလာတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြအကျေကိုကဘာကတတိပြုစေရန်စစ်ကောင်စီအပေါ်ပုံမပြင်းထန်တဲ့အရေးယူမှုတွေကို အမေရိကန်နဲ့နိုင်ငံတကာမှ ပြုလုပ်ရန်နဲ့မြန်မာနိုင်ငံရဲ့အကြအကျေများအကြောင်းစင်စမ်းမပြတ်ဖော်ပြနေတဲ့ လွတ်လပ်သောသတင်းမီဒီယာတွေကိုပန့်ပိုးကူညီရန်တိုက်တွန်းတောင်းဆိုသွားမယ်လို့ကိုထိန်လင်းကသတင်းစကားပါလာပါတယ်။ကိုထိန်လင်းကဒါကကျွန်တော်မေမေတယောက်တည်းအတွက်မဟုတ်ပါဘူး။ဒါဟာစစ်အုပ်စုရဲ့ရက်ဆက်ကြံကြုံမှုအောက်မှာတန်းလဲချီတဲ့ပြည်သူတွေခံစားနေရတဲ့အကြောင်းပါလို့ဆိုပါရရှင်။ဆလဘီမကွေးတိုင်းပေါင်းမြို့နယ်ထောက်ရှာပင်ကျေးရွာကိုစက်တက်လေဒီနဲ့ဘုံကျဲခံရလို့မြို့သမီးတအူးတေဆုံးပြီး ကလေးတဦးတန်ရာရရှိတယ်လို့ပောက်မျိုးနယ်ပါကဖဒုတာဝန်ခံထံကသိရပါဗျ။မတ်လ17ရက်နေ့မနေ့ညနေ3နာရီကျော်မှာစိတ်ဖြူမျိုးနယ်ရွှေဘိုကျွန်းရွာအခြေဆိုင်ကပ္ပစ20နှစ်စစ်ကောင်စီတပ်ကနေပြန်တန်းလာတဲ့စက်တပ်လေဒီ2စီးဟာကျေးရွာအတွင်းဘုံနှလုံးကျဲချခဲ့ရာလူနေအိမ်တွေအကြားကြောက်ပောက်ခွဲခဲ့တာလို့ဆိုပါတယ်။လူနေအိမ်တွေကြားကြတာစက်တပ်လေဒီနဲ့လာချသွားတာတိုက်ပွဲဖြစ်တာမျိုးမရှိဘူး။ရွာကန်တွေကတော့ ထွက်ပြေးကြတာမရှိဘူးလို့ပေါင်းညွန့်နယ်ပါကဖဒုတာဝန်ခံကပြောထားပါရဲ့ရှင်။လေချောင်းကနေဘုံကျဲတိုက်ခိုက်ခံရလို့ထောက်ရှာပင်ရွာနေအသက်53နှစ်အရွယ်တော်တင့်တေဆုံးပြီးအသက်72နှစ်အရွယ်မိန်းကလေးတဦးတန်ရာရသွားကနေအိမ်နှလုံးနဲ့စာတင်ကြောင်းပြက်စီသွားတယ်လို့လဲဆိုပါတယ်။ဖေဖော်ဝါရီလ25ရက်နေ့ကလေးကပေါင်းညွန့်နယ်စုံကုန်းဖုန်ကြီးကျောင်းမှာပြုတ်လုပ်တဲ့ PDF တပ်ဖွဲ့ဝင်ရဲ့မင်္ဂလာဆောင် လေရင်နဲ့ဘုံကျဲခံရလို့ လူဆယ်နဲ့ကြီးတည်ဆုံးခဲ့တယ်လို့လည်းသိရပါရဲ့ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဘကိုးတိုင်းအုတ်ဖိုမြို့နယ်မှာအကြံဖတ်စစ်တပ်ကဝေချောင်းရွာကိုဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးစဉ်ထွက်ပြေးတဲ့လူငယ်များကိုပြစ်ခတ်ခဲ့တာကြောင့်လူငယ်တအူးကြီးထိမှန်တရားရရှိခဲ့ကြောင်းဒေသပြည်သူတွေကပြောပါရယ်။မတ်လ10ရက်နေ့မှာအုတ်ဖိုမြို့နယ်ဝေချောင်းရွာကိုအကြံဖတ်စစ်တပ်ကဝင်ရောက်စီးနှင်လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးစဉ်ထွက်ပြေးသူတွေကိုတနက်နဲ့လိုက်လံပြစ်ခတ်ခဲ့ခြင်းကြောင့် လူငယ်တအူးကြည်ထိမှန်တန်ရာရရှိခဲ့ကြောင်းသိရပါဗျ။အကြံဖတ်စစ်ကောင်စီတပ်သားတွေကကျေးရွာအတွင်ဝင်ရောက်စီးနှင်းပစ်ခတ်မှုကြောင့်လက်ရှိအချိန်ထိလူငယ်တွေဆက်လက်တင်းရှောင်နေရကြောင်းကျေးရွာတွေမှာပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်တွေရှိတော်လဲအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းလည်းသိရပါဗျ။စစ်ခွေတွေကရွာတွေကိုတနက်ပစ်ခတ်ပြီးလူငယ်တွေကိုဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးတာအဲ့မှာထွက်ပြေးလို့ဆိုပြီးပစ်ခတ်ခံရတဲ့လူငယ်တွေရှိတယ်။တအူးကြည်ထိမှန်တယ်လို့တော့သိရတယ်။ တည်ဆောင်းခြင်းရှိမရှိဆိုတာတော့အတိမပြုနိုင်သေးဘူးအခုချိန်ထိလူငယ်တွေရွာမပြန်ရဲကြသေးဘူးပေါ်တာဆွဲဖမ်းဆီးခံရသူတွေရှိတယ်လို့တော့သိရပေမဲ့အရေအတွက်အတိမပြုနိုင်သေးဘူးလို့ဒေတာခံပြည်သူတို့ကပြောပြထားပါတယ်ရှင်ဆက်လက်ပြီးရခိုင်ရိုးမနဲ့ဆက်ဆက်နေတဲ့ပဲခူးတိုင်းပြည်ခရိုင်ပထောင်မြို့နယ်ညောင်ကျို ောက်ခြေထောက်မှာအာရခတက်တော် AA နဲ့စစ်ကောင်စီတက်တို့အကြားတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်မှလေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်နေကြောင်းဒေတာခန်ရီတာကသိရပါတယ်။ဗရောင်းမြို့နယ်ဒေတာခန်တအူးကတိုက်ပွဲကတော့ပြင်းထန်နေတယ်။ညောင်ကျိုးနဲ့ညောင်ခြေထောက်ဂျာနာကိုရောက်နေပြီပေါ့။တနည်းပြောမယ်ဆိုရင်ညောင်ကျိုးလွန်လာပြီလို့ပြောလို့ရတယ်။ဒါပေမဲ့လုံးဝတိမ်ပိုက်လိုက်တာမျိုးတော့မဟုတ်သေးဘူး။ဝိုင်းဝန်းပိတ်ဆို့ထားပြီးလို့တော့ပြောလို့ရတယ်။ဘာလို့လဲဆိုတော့ညောင်ခြေထောက်ဘက်ကိုကူးလာပြီးဆိုတော့လေ ညောင်ကျိုးတက်စကန်ကဒီနေ့မနှက်ပြန်ကြသွားနိုင်တယ်။ညောင်ကျိုးကြရင်တော့ပထောင်မြို့စွတ်အောက်ပြီးလို့ပြောလို့ရတဲ့အချိန်မှာပါတယ်ဗော။ညောင်ကျိုးကပထောင်မြို့ရဲ့အစုံလို့လက်ရှိတိုက်ပွဲအခြေအနေကိုပြောပြထားပါတယ်။တိုက်ပွဲတွင်စစ်ကောင်စီအနေနဲ့ညောင်ကျိုးဘက်ကိုစစ်အင်အားဖြည့်တင်၍မရတာကြောင့်ညောင်ခြေထောက်ကိုစစ်အင်အားအလုံးအကျုံဖြည့်တင်ခြင်း MI-35 အတုံးပြူဘုံကျဲခြင်းစက်တက်လေတီအတုံးပြူဘုံကျဲခြင်းတွေကိုပြုလုပ်နေကြောင်းသူကစက်ပြောထားပါတယ်။ ညောင်ချတော်ရွာအနီးမှာစစ်ကောင်စီရဲ့အမတ်ချောက်ကာကွယ်ရေးပစ္စည်းဆက်ယုံရှိပြီးအင်အားများတာကြောင့်တိုက်ပွဲများပိုပြင်းထန်လာနိုင်တဲ့အခြေအနေများရှိကြောင်းသိရပါတယ်။လက်ရှိမှာတိုက်ပွဲပြင်းထန်နေတာကြောင့်စစ်ကောင်စီဘက်မှတေဆုံးထိခိုက်မှုများနိုင်ကြောင်းညောင်ချတော်ဘက်မှစစ်သားတို့ထွက်ပြေးခြင်းများရှိကြောင်းဒေသခံတွေကပြောပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးမန္တလေး PDF အနေနဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တမတော် MMDA နဲ့အနီးကပူပေါင်းလက်တွဲကဗိုလ်ရန်သူဖြစ်တဲ့စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးအတွက်ဆက်လက်ခြိတက်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။မတ်လ17ရက်နေ့မှာကြာရောက်တဲ့ MMDA ရဲ့36နှစ်ပြည့်တမတော်နေ့မန္တလေး PDF ကပေးပို့တဲ့ဂုံပြူတဝင်လောမှာထည့်သွင်းဖော်ပြထားခြင်းဖြစ်ပါတယ်။တတိယနှစ်ခုစစ်စင်ရေးပထမ line နဲ့ဒုတိယ line တို့ရဲ့အောင်မြင်မှုနဲ့အတူ ကိုကန့်အမျိုးသားတို့ရဲ့ပြီးမြောက်ခဲ့ပြီဖြစ်တဲ့အိမ်ပြန်ခရီးအတွက်ကျွန်တော်တို့ကအထူးပင်ဝမ်းသာပီတိဖြစ်ရတယ်လို့မန္တလေး PDF ကထုတ်ပြန်ပါတယ်။တစ်တုံညာနှစ်ခုစစ်စင်ရေးကစစ်အာဏာရှင် အပြေးတိုင်ချုပ်ငြင်းရေးအမျိုးသားတန်းတူရေးနဲ့ကိုပိုင်ပြချောင်းခွင့်ရရှိရေး Federal Democracy ပြည်ထောင်စုတည်ထောင်ရေးတို့အတွက်များစွာအထောက်အကူပြုခဲ့ပြီးမန္တလေး PDF အနေနဲ့ ် MMDA အပါအဝင်မဟာမိတ် တော်လှန်ရေးအဖွဲ့များနဲ့ပူးပေါင်းလှုပ်ဆောင်နိုင်တဲ့အပေါ်ဂုဏ်ယူကြောင်းလဲဆိုပါတယ်။ဒါကြောင့်မန္တလေး PDF အနေနဲ့မပြေဆုံးသေးတဲ့တော်လှန်ရေးခရီးကြမ်းရဲ့ရှေ့အနာဂတ်မှာလဲနောင်တော်တော်လှန်ရေးအဖွဲ့အစည်းကြီးဖြစ်တဲ့ MMDA နဲ့အနီးကပူးပေါင်းပြီးပုံရံသူဖြစ်တဲ့စစ်အာဏာရှင်ချုပ်ငြင်းရေးနဲ့ Federal Democracy ပြည်တော်စုတိဆောက်ရေးအတွက်ဆက်လက်ထိတက်သွားမည်ဖြစ်ပြီး၎င်းတို့စိုးမိုးထားတဲ့ဒေသတွေနေထိုင်ကြတဲ့ပြည်သူတွေရဲ့ လူမှုစီးပွားရေးအဆင်ပြေစေရန်နဲ့ဒေတာဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလှောက်ဆောင်သွားမယ်လို့အတိပေးထားပါတယ်။မန္တလေး PDF ကတစ်တုံညာနှစ်ခွန်ဒုတိယလိုင်းကရှမ်းမန်စစ်စင်ရေးမှာစင်ကူ၊နောင်ချို၊မိုးကုံ၊မိုးမိတ်မြို့သိမ်းတိုက်ပွဲတွေကိုမဟာမိတ်တပ်တွေနဲ့ပူးပေါင်းပြီးအောင်မြင်စွာဆင်နွှဲခဲ့ပါတယ်။ဒါ့အပြင်မတရားမှုနဲ့အရှိအချမ်းမှာရှိတဲ့စစ်တပ်စခန်း40ခန့်ကို တိမ်ပိုက်ထိန်းချုပ်ထားပြီးမတရားအရှိချမ်းကိုထိန်းချုပ်ထားပါတယ်။ ယခုအခါမတရားတပိတ်ချင်းနောက်ချိုမြို့နယ်တို့မှာစစ်ကောင်စီတပ်ကိုဆက်လက်တိုက်ခိုက်နေပါရဲ့ရှင်ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အဘိဒဇမဟာရထဂူရုအဘိဒဇအကမဟာတတမဇောတိကရွှေချင်းနှစ်ကာရာအဓိပတိမဟာနာယကတီရဂူဆရာတော်ဒေါက်တာအရှင်ညာနှိတ်တရာရဲ့တတ်တော်88နှစ်ပြည့်ဝိဇာတာမွေးနေ့အလူတော်ပထမနေ့ တီလာရှင်အပါတထောင်အတွက်စွန်းစံတော့စီပဲစေးနဲ့လူပွဲပစ္စည်းများလောင်းလူပွဲကိုယမန်နေ့ပိုင်းကသခိုင်းတောင်ယိုတီရကူအပြည့်ပြည့်ဆိုင်ရာဝိပဿနာတက္ကသိုလ်မှာကျင်းပခဲ့တယ်လို့သိရပါတယ်။တီရကူဆရာတော်ကြီးရဲ့တတ်တော်88နှစ်ပြည့်ဝိဇာကြမွေးနေ့အလူတော်မှာသခိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့သခိုင်းမြို့မှာရှိတဲ့ဌာနဆိုင်ရာများပြည်ရင်းပြည်ပမှစေတနာရှင်အလူရှင်များကစွန်းစံတော့အိတ်တထောင်စီပိတ်တာ2000 ပဲတပြီဝင်အိတ်တထောင်နဲ့လူပွဲပစ္စည်းများကိုစကိုင်းတောင်ရိုးမှာရှိတဲ့သီလရှင်စာတင်တိုက်များမှာသီလရှင်ဆရာကြီးဆရာလေးတွေကို လောင်းလူခဲကြတယ်လို့သိရပါတယ်ရှင်။ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလှောက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။ ချင်းနဲ့အနာဂတ်ဖြစ်သည်စီစိတ်သက်သာတူမီကြိုးစားပြန်ကြော်မီ Verity တော်စုအတွက်အသက်သွေးပေးစမည်ကောင်းဤကိုစီထွေးရွှဲချမည်စာနာကူညီပေးမှာကောင်းရလက်တွေ့မည်ရဲ့ရင်တွေတော့ပြီပြီတတ်သည့်သစ္စာကြီးရန်သူအာနာယူမြချေမုံမြခင်မည်ညံ့ချညာနဲ့ဆွဲချက်ကြီးမည် 毛主席，毛主席，一路光辉的红四指，再回来嘞，再看那样你，哪路阿哥，哪路爷有子，哥子在那边家，爷爷刚搬了家，大妹子别想家，弟弟又在外地，一路一路往西，山楂树呀你，哪根老哥柱子。

ဖေရေပြီတော်စုအတွက်အသက်သွေးပေးဆက်မည်တာဝန်ကိုစီထဲရကြမည်စာရာကူဟိပေမာတာဝရလက်တွေနီရဲ့ရည်သွေးတော်ပြီပြီတတိသစ္စာကြီးရန်သူအားလားယူမြခြေမုံမြင့်ခြင်းမည်မြန်ပညာနဲ့ဆွဲပြည့်စည်မည်ယုံကြည်သည်ပါမတိ ti di lu bao ti san da ki ya ni nai ngai no go tu sit cha ni